င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မှာ DPPO မြန်တန်ကြားရဲ့နောက်ဆိုရသတင်းတွေကို တင်ဆက်ပေးပါရမယ်။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်တရုတ်ဝမ်ပေါင်ဂျင်းနီစီမံကိန်းအနီးကကျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကဒေသခံ၉ယောက်ထပ်မင်းကိုတပ်ဖြတ်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျာ။ ုံရမြို့နယ်နာမခါကနေလာတဲ့စစ်ကောင်စီတပ်ကဝမ်ပောင်ကုမ္ပဏီနယ်မြေမှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်နယ်မြေရှင်းလင်းရေးလို့ဆိုကစစ်ကြောင်းထိုးပြီးဆလင်းကြီးမြို့နယ်ဆယ်တဲရွာကဒေသခံ900ကိုတပ်ဖြတ်ပြီးပစ္စည်းတွေကို လူယူနေတာလို့ဆိုပါတယ်။ စစ်ကောင်စီတပ်ကအော်တိုဘားလ18ရက်ကလေးကမုံရမျိုးကနေချင်းတွင်းမြစ်ကိုဖျက်ကူးကာဝမ်ပေါကုမ္ပဏီနယ်မြေထဲကိုအင်အားများပြားနဲ့ဝင်ရောက်ပြီးကျေးရွာတွေကိုလက်နက်ကြီးတွေပစ်ခတ်ဝင်ရောက်ကာဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်နေတာလို့ဒေသခံကပြောပါတယ်။ဒေသခံ၉ရောက်ရဲ့အလောင်းကိုတော့မိသကြိုပေးထားပြီးစစ်ကောင်စီတပ်ကလုံခြုံရေးတွေချထားပြီးကင်းမုံတွေယူထားတဲ့အတွက်ထပ်ပြီးတည်ဆုံသူတွေရဲ့အလောင်းတွေကိုကောက်ယူခွင့်မရသေးဘူးလို့ဆိုပါတယ်။ လက်ရှိမှာဝမ်ပေါကုမ္ပဏီနဲ့နမိတ်နဲ့အနီးအနားကျေးရွာ28ရွာလောက်ကဒေသခံ1000ကျော်ဟာစစ်ပေရှောင်ဖြစ်နေထိုင်နေရတဲ့အပြင်ထွက်မပြေးနိုင်တဲ့တက်ကြီးရွယ်အိုတွေဟာရွာအတွင်းမှာပိတ်မိနေတယ်လို့သိရပါတယ်ရှင်ပပဖလာဝါဆွေဘလူးပန်ခဲရောင်များပွေလိုက်မည်ဆိုတဲ့တပ်ပုံစာအုပ်မိဆက်ပွဲနဲ့ပြပွဲကိုဌာနကချင်းမမျိုးက Alias Francis မှာအော်တိုဘလ25ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ ဒီတပ်ပုံစာအုပ်ကို ဖန်တီးခဲ့သူကတော့တပ်ပုံရိုက်ကူသူလည်းဖြစ်လူမျိုးနယ်ယဉ်ကျေးမှုဗေဒပညာရှင်လည်းဖြစ်တဲ့မက်ခင်စနာညွန့်ပဲဖြစ်ပါတယ်ဒီတပ်ပုံစာအုပ်မှာတော့2024ခုနှစ်အစကဂရီနီပြည်နယ်ရှားတော်မြို့နယ်စုမိုဖေဆိုလေးတပ်ဖွဲ့ရဲတွေကနေရက်တွေအကြောင်းကိုမက်ခင်စနာညွန့်ရဲ့လက်ရည်မှုမြန်မာစာနဲ့ရေးသားထားတဲ့ကိုရာရီနေ့စဉ်မှတ်တမ်းနဲ့တပ်ပုံတွေပါဝင်ပြီးစာအုပ်ကိုထုတ်ဝေသူကတော့ New Burma အဖွဲ့ကဖြစ်ပါတယ်။ 2021ခုနှစ်ဆက်အနာသိပြီးနောက်ဂရီနီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့မြန်မာစစ်တပ်တို့ရဲ့တိုက်ပွဲတွေကြားခရိုင်ရောက်ပန်းလေးတွေ ပွင့်နေတာကို တွေ့ခဲ့ရတယ်လို့လည်းပြောထားပါတယ်ဒီစာအုပ်ကိုပထမအကြိမ်ပုံနှိပ်နေတဲ့အုပ်ရည်80ပဲပုံနှိပ်ထားတာဖြစ်ပါတယ်စာအုပ်ရောင်ရငွေရဲ့3ပုံ2ပုံရငွေကထပ်ပုံနှိပ်ဖို့ဖြစ်ပြီးအမြတ်ငွေကြံတပုံကိုတော့ဂရီနီ ပြည်နယ်ကအဖွဲ့အစည်းတွေကိုကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ဒီပြပွဲကိုတော့အောက်တိုဘာလ25ရက်ကနေ31ရက်နေ့ထိပြသသွားမှာလည်းဖြစ်ပါရဲ့ရှင်။ရန်ကုန်မြို့နယ်တိုင်းလိုလိုမှအချိန်ခါမဟုတ်ပဲဖျားပွဲဈေးတွေပျော်ပွဲရှင်ပွဲတွေစတိုက်ကျင်းပပြုလုပ်နေပြီးပွဲဆင်းလာတဲ့လူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအတွက်ပေါ်တာဆွဲဖက်စီတာတွေလုပ်နေတယ်လို့ရန်ကုန်မြို့ကံတွေကပြောပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ နိုင်ငံတော်တင်ငင်အေဂျင့်မှုကိုပြသဖို့အတွက်ဆိုပြီးအာနာသိန်းစစ်ကောင်ဆောင်ဘူဂျုံမူကြီးမင်းအောင်လိုင်းကပွေးစည်းတဲ့အဆက်မပြတ်ဆောင်ရွက်ဖို့ညွှန်ကြားထားတဲ့အတွက်ရန်ကုန်ကမြို့နေတိုင်းလိုလိုမှာပွေးစည်းတဲ့စက်တိုင်ကျင်းပပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်ရှမ်းကုန်မှာမြို့နယ်အလိုက်ကျင်းပပြုလုပ်တဲ့ပွေစည်းတွေကိုစစ်တပ်လက်အောက်ခံ YMBA အသင်းအားဥဆောင်ပြုလုပ်နေတာဖြစ်ပါတယ်။ ဖျားပွေးဆေးတွေကိုနှစ်စဉ်ကျင်းပနေကြပုံစံမျိုးမဟုတ်ပဲအချင်းခါမဟုတ်ကျင်းပနေတာဖြစ်ပြီးပွေးဆေးလာရောက်တဲ့လူငယ်တွေကိုပြစ်မှတ်ထားကပေါ်တာဆွေဖန်ဆီးတာတွေစက်တိုက်ပြုလုပ်နေရလို့ရန်ကုန်မြို့ခံတွေကပြောပါတယ်ရန်ကုန်မြို့ကတရားရဲဖြစ်ကြချက်ကိုလုံခြုံရေးအခြေအနေကြောင့်ဒီပူပီတည်င်းထောက်ကအတန်အစားထိုးဖက်ကြားပေးတော်မှာပါကျွန်တော်လမ်းကဖျားပွဲကတစ်နှစ်မှတစ်ချိန်ပဲလောက်ကြတာလောက်ဖို့လေအချိန်နေလိုသေးတယ် တပေါင်းလောက်လောက်မှကျင်းပါတာအခုကစကားစကားတနှစ်လုံးမပြတ်စတန်ဖျားပွဲတွေလုပ်နေတာအချိန်ကမဟုတ်တွေရောပြီးရင်ညဘက်ဖျားပွဲပြန်တဲ့ကလေးတွေကိုစောင့်မီပေါ်တာဆွဲတယ်ဟန်တာဝရီလမ်းဘက်ကိုပြန်ကြရင်အဲ့ဘက်ကအဖမ်းစည်းပူချမ်းပါတယ်လူနေအိမ်တွေပြတ်ပြီးရုံဝင်းအကျယ်ကြီးတွေနဲ့ဆိုတော့အိမ်သားမှဆိုမနက်စောစောတွေညဘက်တွေရက်ထားတဲ့ကားတွေကြာခိုးကြောင်ခိုးဝက်စောင့်နေပြီးတယောက်နှစ်ယောက်တည်းလာတဲ့လူငယ်တွေကိုဆွဲခေါ်သွားတာခဏခဏပါပဲ။ ဒါအပြင်ပွေးစည်းတွေမှာလောက်ကစားဝိုင်းတွေကိုပေါ်ပေါ်ထင်ထင်လောက်ကင်နေကြတာတွေလည်းရှိနေတဲ့အတွက်မြို့ခန့်တွေကြားတဲ့ဝေဖန်မှုတွေရှိနေပါတယ်တဖက်မှာလည်းတချို့ရက်ွက်တွေမှာပွေးစည်းကျင်းပပြုလုပ်နိုင်ဖို့ကုန်ကြစည်းတွေကိုပြည်သူတွေစီကကောက်ခံနေတယ်လို့လည်းသိရပါတယ်။ပွေးစည်းတွေစက်တိုက်ပြုလုပ်နေတယ်လို့တဖက်မှာလည်းပွေးစည်းကအပြန်လူငယ်တွေကိုပေါ်တာဆွဲတာတွေရှိတဲ့အတွက်လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်လို့နောက်ထပ်အရှံကုန်မြို့ခန့်တယောက်ကပြောပါတယ်။ ုံမှန်တနစ်ကိုတကယ်တော့အခုပုံမှန်တနစ်ကိုအတင်တော့လို့နေရာတိုင်းမှာအဲ့နာလေးတင်းကိုကားလည်းကိုပြေးတော့ညီမရေဒီအပေါ်လို့ပြောတော့မီလမရှိတော့ပါဘူးခဏခဏတော့ဒီလိုလေးဒီအပေါ်ဘန်းပြဒီချိုးနေရတယ်မှာပေါ်တာရင်းဆွဲတာညီမလေးသွားလဲသိုးသီးသွားသိုးသီးကြရတယ်ရင်းတော့လူပါညာမဟုတ်ထုတ်တာမရှိတော့သူကအခုကတော့လုံလုံရဲ့အရင်ဆိုးရင်ရတယ်သူတို့ကလမ်းမတွေ့ရင်လူငယ်တွေပဲဆိုရင်ဟိုလူတို့ကောင်းစားဖို့အတွက်အောက်ခြေလူတန်းသားတွေပဲတတိယအားတိုင်းကြီးဖြစ်နေတော့တိတ်တော့စင်ပြေမနေဘူးညာ စစ်တပ်ကလာမယ့်ဒဇင်ပါလာမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့စီစဉ်ထားပြီးရွေးကောက်ပွဲကို ပထမအကြိမ်မှာတရနှမျိုးနဲ့ဒုတိယအကြိမ်မှာမြို့နှစ်တရနဲ့တတိယအကြိမ်ဆိုပြီး၃ကြိမ်ခွဲပြုလုပ်တော့ဖို့စီစဉ်ထားပါတယ်။စစ်ကောင်ဆောင်ကတော့တင်းကျင်းအေဂျင့်နဲ့တဖို့ပြဖို့အတွက်ရည်ရွယ်ပြီးပျော်ဝဲရွှင်ဝဲတဲ့စစ်တပ်ပြုလုပ်နေပေမဲ့တဖက်မှာလည်းနိုင်ငံတော်ဝန်၄ချောင်းတိုက်ခိုက်မှုတွေကိုနှိမ့်စင်ပြုလုပ်နေသေးပါ။ကျမကီခိုင်ပါ။ ဒေသတွင်ဘောလုံးလောကမြင့်တရေးအတွက် ULB FIFA ASEAN ဖလားပြိုင်ပွဲအသစ်ကို FIFA ဘောလုံးအဖွဲ့ချုပ်နဲ့အရှိတောင်အရှနိုင်ငံများအသင်း ASEAN တို့အကြားသဘောတူညီချက်တရအနေနဲ့စတင်ကျင်းပတော့မှာပါ အော်တိုဘားလ26ရက်ကကွာလာလန်ပူမြို့မှာကျင်းပတဲ့58ကြိမ်မြောက်အာဆီယံထက်တီအစည်းအဝေးမှာကြီးညာခဲ့တာဖြစ်ပြီး FIFA ဥက္ကဋ္ဌ Infantino နဲ့အာဆီယံတွေ့ရမှုချုပ်ခေါက်ကင်ဟွန်းတို့လက်မှတ်ရေးထိုးခဲ့တဲ့နားလည်မှုစာချုပ်လွှာကိုအသစ်ပြန်လည်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်ဒီပြိုင်ပွဲဟာ2020ခုနှစ်တုန်းက FIFA ကပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ အာရဗ်ဖလားပြိုင်ပွဲပုံစံကိုစံနမူနာယူပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကနိုင်ငံလက်ရွေးစင်အသင်းတွေကို စုစည်းကျင်းပသွားမှာဖြစ်ပါတယ်။ကမ္ဘာဘောလုံးအဖွဲ့ချုပ်ဟာအာရှဘောလုံးအဖွဲ့ချုပ် AFC အာဆီယံဘောလုံးအဖွဲ့ချုပ် AFF နဲ့သက်ဆိုင်ရာ FIFA အဖွဲ့ဝင်အသင်းတွေအပါအဝင်ဒေသဆိုင်ရာသက်ဆိုင်သူတွေနဲ့အတူပြိုင်ပွဲပုံစံကိုအပိသတ်သတ်မှတ်နိုင်ဖို့ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်ရှင်။ TPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆက်ပါရှင်